ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season 5နေပြီးတော့ပြန်လည်ပြီးတော့ကျွန်တော်လိုက်ပါလေကောင်းမွန်သောနေလီတနေ့ဖြစ်ပါစေလို့ဒီနေရာကနေပေါ့ကျွန်တော်တို့စုမွန်ကောင်းတောင်းပေးလိုက်ပါပါတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့ဗျကျွန်တော်ဒါမနေ့ညလောက်ခရဲကျွန်တော်တင်ကျင်တဲ့ video ပေါ့နော်အဲ့တော့လက်ရှိမှာကျွန်တော် အဲခရီးကနေပြီးတော့ကျွန်တော်အိမ်ကိုပြန်ဖို့အတွက်လည်းရှိမှာဒါဒါအခုရောက်ရောက်ရောက်နေတဲ့ transit ပဲလို့ပဲပြောအောင်ပေါ့နော်ဒါကျွန်တော်ခရီးကနေကျွန်တော်တို့ဆင်ကျွန်တော်အိမ်ကိုပြန်မယ်အိမ်ပြန်ပြီးရင်ကျွန်တော်ဒါအဲ session နေ့ကျွန်တော်တို့ second session လောက်ကျွန်တော်ထပ်ပြီးခရီးပြန်တော့တပတ်လောက်ပြန်တော့အဲ့တော့တည်ကြပါရဲ့ဒီလဒီနှစ်ကုန်လောက်ဒီကိုယ့်အိမ်မှာကိုဒါကျွန်တော်တို့တလားပြအောင်တော့တည်ချနေရမယ်စားတာသိမပါဘူးလို့ပဲပြောရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ဒါကတော့ဒီခေါက်ဒါကျွန်တော်တို့ဘောလုံးကြီးပဲအကြောင်းတော့ပြောမှာဒါကျွန်တော်တို့ မနေ့ကတွေ့လိုက်ရတဲ့အဖြစ်ပြန်နှစ်ခုပုံမူတည်ပြီးကျွန်တော်ရဲ့ခံစားချက်လေးကြောင့်ခင်ဗျားနည်းနည်းလေးပြောချင်တယ်ဘောနော်အဲ့တော့ကျွန်တော်တို့ခက်ကောင်းတဲ့အချိန်လို့တော့မပြောဘူးဘောနော်ကျွန်တော်တို့တိုးတက်တော့ဟောခက်ကောင်းမှုကြိုးစားနေတဲ့အချိန်မှာလူငယ်တွေမှာကျွန်တော်အလူငယ်တွေတရားမှာ99ရောက်မှာအိမ်မက်ဆိုတဲ့ဝဟာရဟောတာကျွန်တော်တို့အသုံးချပိုင်ခွင့်ရှိခဲ့တယ် ကျွန်တော်တို့လူငယ်တွေတို့ဘာလုပ်ချင်လဲကျွန်တော်တို့ကိုယ်တိုင်ပဲပေါ့နော်အဲ့ဒီ9နှစ်တာ6နှစ်တာအတွင်းမှာကျွန်တော်တို့ကိုယ်တိုင်ဒါကျွန်တော်တို့အိမ်မက်တွေကိုကောင်းတယ်ပုံကကျွန်တော်အနေနဲ့ဒါဘောလုံးဗီဒီယိုရိုက်ခွင့်ရခဲ့တယ်ဆိုရှယ်မီဒီယာတွေဂျစ်စင်ကျွန်တော်တို့ပတ်စံဒီရှာလို့ရခဲ့တယ်အဖက်ဖက်ကနေကျွန်တော်တို့အနေနဲ့ဒါကိုယ့်ဘဝကိုကိုယ့်ဘဝကိုကိုဂျိုးတူတက်အောင်ဘလူးမှာကြောက်စရာမလိုဘဲနဲ့တဝင်းကြုံမထိခိုက်ဘူးဆိုရင်တော့တူတက်ပေါ်အဲ့ချိန်မှာဒါကျွန်တော်ဆိုရှယ်အင်ဖလူအင်ဆာတွေ YouTuber တွေဒါ Vlogger တွေအကုန်လုံးတနေရာထဲမှာဒါကျွန်တော်တို့ရောက်လာခဲ့တဲ့အနေထားမှာရှိရတယ်။ဒါပေမဲ့ခုနကပြောလိုပဲဒါကျွန်တော်တို့ဒီလိုမျိုးအခြေအနေတွေစိုးရွားပြီးလိုတိုင်ပတ်သွားပြီးဒါအာနာသိ ိမ့်မှုဖြစ်ပြီးရနော်ဒါကျွန်တော် political အကြောင်းပြမမှုနော်ဒါကျွန်တော်တို့အာဏာသိမ်းပြီးတဲ့အချိန်ဒီနောက်ပိုင်းမှာကျွန်တော်တို့လူငယ်တွေဒီနေ့မြန်မာနိုင်ငံမှာမနေနိုင်ဘူးဒါကျွန်တော်တို့အာကျွန်တော်တို့ကဒီရတယ်မှာကျွန်တော်တို့လက်ရှိမှာအဲ စမှုတံမဏိယဥစားကိုဘယ်သူမှမလုပ်ချင်တဲ့အတွက်ကြောင့်ကျွန်တော်နိုင်ငံခြားကိုအဓိကသွားကြတယ်။အမေအိမ်မှာကျွန်တော်ခုနကပြောသူပဲအရင်တုန်းကဒါကျွန်တော်တို့ဆရာဝင်ဖြစ်ချင်တဲ့လူကခုလက်ရှိမှာကျွန်တော်အသေးသေးလေးမှမှာဒါကျွန်တော်ဒူဘိုင်းမှာဝေတာလုပ်နေတဲ့လူတွေအများကြီးရှိတယ်။တချို့အင်းနေတာလက်ရှိဒါတစ်ချိန်ကတကယ်ကူဒါသူတို့ရဲ့ဒါအိမ်မက်တွေဒါ niche ဖြစ်တဲ့ market တွေကိုဒါကျွန်တော်ထိုးပေါက်ချင်တဲ့လူငယ်တွေနဲ့ခုလက်ရှိမှာဒါဝေတာတွေဖြစ်နေတဲ့လူတွေ cruise ပေါ်မှာလှုပ်လှုပ်နေတဲ့လူတွေဒါကျွန်တော်တာမန်လမ်းကြောင်းကိုသွားနေတဲ့လူတွေအဲ့ပေါ်အိမ်မက်တွေအကုန်လုံးကဒါကျွန်တော်တို့ခဏလေးတည်းမှာပြတ်ပြဲသွားခဲ့တယ်ပေါ့။သူတို့ရဲ့အိမ်မက်တွေကိုလက်ရှိမှာခဏခောက်ပြီးတော့ မိဘအတွက်အိမ်အတွက်ဝင်ငွေတွေကိုတောင်းတနေတာအနည်းကိုကုနေရတဲ့လူတွေပြောင်းသွားတယ်။အဲ့တော့ကျွန်တော်ဒါမနေ့ကဘာတွေ့လဲ။မနေ့အတွေ့ပထမဆုံးကျွန်တော်တွေ့တဲ့အရာတစ်ခုကဘာလဲဆိုတော့ coffee ဖြောပြိုင်ပွဲ။ကျွန်တော်အနေနဲ့မနိုင်ပြောမယ်ကျွန်တော်ဒါ coffee ဖြောပြိုင်ပွဲရှိတယ်ဆိုတော့ကျွန်တော်တောင်းတောင်းသိတယ်မှာမပေါဘူး။အဲ့တော့ကျွန်တော်ဒါလူငယ်တွေရောလူကြီးတွေရောဗောနော်ကျွန်တော်တိတော့လူငယ်တွေအဓိကများပါတယ်ကြားမမယွေးဒါမိန်းကလေးတယောက်ပါတယ်တော်တော်များရယောက်ျားလေးတွေပြီးတော့ဒီယောက်ျားလေးတွေမှာဒမ်းမှာ fellowship နဲ့25နဲ့35ကြားဗောနော်အဲ့ထက်မှမှာတော့ကျွန်တော်ဦးလေးတယောက်ပါတယ်အဲ့အားလုံးတော့ကျွန်တော်တို့ coffee ဖြောပြန်ကြတယ်ဗောနော် coffee ဖြိုင်ပွဲဗောနော်အဲ့တော့ ကျွန်တော်အဲ့ဒီပွဲစဉ်ကိုကြည့်ပြီးကျွန်တော်တော်တော်လေးကိုစိတ်ကျွန်တော်ကျွန်တော်အဲ့လိုမျိုးပွဲတွေအဲ့လိုမျိုးဒါရှင်ပြိုင်မှုကျွန်တော်တော်တော်လေးတော့ပေါ့ကြာ7 minute ပြီးတဲ့အဲ့ coffee တဲ့မှာသူတို့အနေနဲ့ဒါကျွန်တော်ထင်တယ် espresso လား americano လားမသိတာကျွန်တော်အေးပေါ့ဒလုံးက drip coffee ကိုသူတို့အပီးပြန်ရတယ်ထင်ပါတယ်ဒါကျွန်တော် coffee art ကိုမဟုတ်ဘဲနဲ့ coffee taste ကိုအဓိကပြန်ရပုံရတယ်ဒါလုံးဝပြန်ကြရတယ်ပေါ့ဗျာ7 minute တို့မှာဒုန်းနိုင်ဝန်းနိုင်လို့ရတယ်ပေါ့နော်အဲ့တော့ခုနကပြောသူပဲဟိုပတ်ဝန်းကျင်လည်းကြည့်တာသူတို့လှုပ်ရှားလှုပ်ရှားသူတို့ခုနကပြောရေလှုပ်ကြရတယ်ဒါကျွန်တော်တွေးကြရတယ်အဲ့တော့ ကိုရီနိုင်ငံမှာပေါ့နော်အရင်တော့ကျွန်တော်တို့ဒီလိုမျိုးပြိုင်ပွဲတွေလုပ်ဖို့အတွက်အားရကိုရီလည်းစဉ်းစားခဲ့နေတာမှရှိတယ်။အခုချိန်မှာကော်ဖီပြိုင်ပွဲပြောနေတာအရင်တော့ကလုံနေကြအားကစားပြိုင်ပွဲတွေတော့မှအခုချိန်မှာစပွန်ဆာဘတ်ဂျက်မရှိလို့တာမန်ချီနေမရှိလို့ဒါအရင်တော့ကပုံစံပြန်ဖြစ်လာရယ်ပေါ့နော်ဒါအားကစားတစ်ခုလုံးမဲ့ချိန်မှာအားကစားကအဲ့ဒီစကလုံးကိုကျွန်တော်အင်မတန်မိုးမိမယ်အဲ့ဒီစကလုံးကအခုချိန်မှာမြန်မာပြည်နဲ့ကွက်တီတော်ကြရလို့ပြောလို့ရတယ်။မြန်မာပြည်မှာလက်ရှိမှာကိုစိတ်ဝင်စားတဲ့ hobby ဆိုတဲ့အလုပ်က luxury ဖြစ်သွား ခွင့်ကျွန်တော်ဒါဘာလို့ပြောဘူးလားလဲမသိကျွန်တော်လူတယောက်ပြောဘူးလားအရန်ကောင်းတာဆိုရှိတယ်နိုင်ငံတိုင်းငံတိုးတက်တဲ့နိုင်ငံနဲ့မတိုးတက်တဲ့နိုင်ငံအဓိကပါကွာလေဒီလားတိုးတက်တဲ့နိုင်ငံရဲ့လူငယ်တွေရဲ့ hobby က hobby ပုံစံမျိုးသွားပြီးတော့မတိုးတက်တဲ့နိုင်ငံရဲ့ hobby ကလူငယ်တွေရဲ့ hobby က luxury ဖြစ်သွားတယ်အဘလို့ဆိုတာမတိုးတက်တဲ့နိုင်ငံမှာ hobby ကိုဘယ်သူမှအချိန်မပေးနိုင်ဘူးပတ်စံနေအကုန်လုံးတိမ်ကျူရှာနေတဲ့အတွက်ကြောင့်မို့ဒီ hobby လုပ်ဖို့အချိန်မပေးနိုင်ဘူး budget မရှိဘူးအဲ့ဒါကြောင့်ဒီ hobby ကိုလုပ်ဖို့အတွက် luxury ဖြစ်သွားတယ် hobby ကကျွန်တော်တို့ဒါတာမန်လူဒန်းစားလုပ်နိုင်တဲ့အခြေအနေတစ်ခုမဟုတ်ဘဲနဲ့ hobby ဆိုတဲ့အရာတစ်ခုကဒါကျွန်တော်တို့ဈေးကြီးတဲ့အရာတစ်ခုဖြစ်သွားတယ်ပေါ့နော်ဒါခုနပြောတာအရင်တော့ခင်ဗျာ coding လုပ်မယ် dev လုပ်မယ်ဘာညာမြန်မာပြည်ရဲ့ internet connection မြန်မာပြည်ရဲ့ VPN restriction မြန်မာပြည်ရဲ့ဖြစ်နေတဲ့လက်ရှိအခြေအနေကြောင့်ခင်ဗျာလက်ရှိမှာဒါ ID ဘက်သွားမယ်ဆိုတော့အပြေအဝဘက်ခင်ဗျားတို့ on လုပ်မရဘူးဒါတွေက real life situation အဲ့တော့အရင်တော့ခင်ဗျာ company လုပ်မယ်ဆိုတော့ဒါဘဲ company ရှိခင်ဗျာ niche company ပါအများကြီးကျွန်တော်မကြောက်ဘူးတယ်မြန်မာပြည်မှာ company အများကြီးရှိတယ် နောက်ကတော့ပဲစရုပ်တီထွင်တဲ့ကုမ္ပဏီတောင်မှမှဒါရှိတဲ့နဲ့ရှိရဲမှရှိခဲ့တယ်အရင်တော့ကဒါအခုချိန်မှသာအာနာမသိခဲ့လို့ဆိုကျွန်တော်တို့ဒီမှာ AI ကုမ္ပဏီတွေရှိနေမယ်ဆိုတော့လက်ရှိမှာ AI နဲ့ပတ်သက်တဲ့ကုမ္ပဏီတွေရှိနေအခုချိန်မှဒါကျွန်တော် AI နဲ့ဘာညာလုပ်တယ်ဆိုရင်မင်းတို့မြန်မာနိုင်ငံတူလာပုံမြန်မာနိုင်ငံပုံကန်လာလားဆိုနေတိုင်းဆွဲသွားမယ်နေထားရရှိခုနကနိုင်ငံကြီးတို့မပြောဆိုနိုင်ငံကြီးနဲ့တခါကျရင်ဒဲသက်ဆိုင်နေရရှိတယ်အဲ့တော့ထားပါလက်ရှိမှာဒါကနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ rise of long ကစားပေါ့နော်ခုနကလူငယ်အနေနဲ့လက်ရှိဒါကျွန်တော်တို့ငွေရဖို့အတွက်ဒါသူတို့ရဲ့ hobby လေးကိုသက်သွင်းဖို့အတွက်ကျွန်တော်တို့လောင်းစားဘက်ကိုလက်လဲသွားတယ်လောင်းစားဘက်ကိုလည်းကျွန်တော်ဒါဟိုနေ့တော့ပြောသေးပဲအဓိကကျွန်တော်တချို့ကြပေါ့နော်မင်းကပြောနေကျွန်တော်ခင်ဗျားတို့ကျွန်တော်လက်ရှိမှာလောင်းစားလုပ်တယ်မလို့ addiction ကိုပြောတာ addiction ဆိုတဲ့အရာအင်မတန်မှကြောက်ဖို့ကောင်းတယ်ဆွဲလန်းမှုဆိုတာအင်မတန်မှကြောက်ဖို့ကောင်းတယ်ခဏလူတယောက်ကိုချစ်တယ်ဆိုရင်အဲ့လူတယောက်ကိုဆွဲလန်းသွားအဲ့ဒါလည်းဆွဲလန်းမှုပဲဆလိတောက်ချင်းလည်းဆလိတောက်ချင်းဆွဲလန်းမှုလို့ခေါ်တယ်ဒါပေမဲ့အဲ့ခုနကကိုယ်စီကပတ်စံထွက်တာကိုဆွဲလန်းနေတော့ခင်ဗျားဒုက္ခရှိတယ်အဲ့လူငယ်နေနဲ့အဲ့ addiction တွေပဲပြဿနာခုနကပြောနေရပုံတော့ဒါဟိုတကယ်ဟိုအရင်တော့ကအရင်တော့ကဘာလို့ကြာကျွန်တော်လူငယ်နေနဲ့အလောင်းစားဘက်ကို100%အပြည့်အဝမရောက်တော့ဆိုသူတို့လောက်ရမဲ့ဂျန်နရီအများကြီးရှိတယ်လူငယ်နေရုပ်ရှင်ကြည့်လား ခုလည်းရှိမှာဒါ game ဆိုမလား game မှာ type အမျိုးမျိုးဆိုမလား e-sport ဆိုမလားဘာလို့မလဲဒါကျွန်တော်ဆုံးဘောလုံးကပ်မလားည7နိုင်ကိုမလဲရှိမှာကျွန်တော်ဒါတာမန်9နိုင်ကို6နိုင်တော့ကျွန်တော်အလုပ်ပြီးသွားရင်9နိုင်7နိုင်တော့ဘောလုံးစုကပ်ည7နိုင်လောက်မှပြန်ကြမှာအခုချိန်မှာအဲ့ luxury ဘယ်သူမှမရှိဘူးဘယ်သူမှမရှိဘူးအဲ့ဒါလုံးဝ luxury ပဲဒီလာကျွန်တော်ပြောကိုယ့်အိမ်မှာကိုဘလုံးငွေရှိတယ်တတိသားတော့မပြောတတ်ဘူးပေါ့ဗျာဒါတော့အားမနာမှပြောရမယ်ဆိုရင်တော့ဒါမှမပြောတယ်ဒါပေမဲ့ခုနလက်ရှိမှာအဲ့တော့နောက်တစ်ခုအနေနဲ့ထပ်ပြောရမယ်ဆိုရင်ဘောအဲ့ကျွန်တော်အဲ့တည့်ရက်ထဲမှာနေကျွန်တော်သွားခဲ့တာဗာနောက်တစ်ခုလေဆိုတော့စာအုပ်ပြပွဲပေါ့နော် ဆာအုပ်ပြတ်ပေါ်ကျမှလူငယ်တွေကကျွန်တော်တို့ဟာသွားနေကြရတာဆာအုပ်တွေနဲ့ဖတ်နေကြရဆာအုပ်ပေါ်မှာယူတိုကြရ diversity ဖြစ်နေတယ်ဒါကျွန်တော်တို့ဟိုကိုကျွန်တော်ခုရောက်ရှိနေတဲ့နိုင်ငံတော်မှာအဲ့လောက်ထိဟိုတက်မှာအရင်ပွင့်လင်းတဲ့နိုင်ငံလို့လည်းပြောလို့ရတယ်တခါကျ restriction တွေကြီးရနိုင်ငံလို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီမှာဆိုကျွန်တော်တို့စာအုပ်တွေမှာကြည့်လဲဟာတာမှာကျွန်တော်တို့အနေလုံးပြုသွားတာ BLD ရှိတယ်ကျွန်တော် graphic novel တွေရှိတယ်ဒါကျွန်တော် animation ဒါကျွန်တော်တို့ဥစ္စာတွေဥပမာကျွန်တော်တို့ Chinese dynasty နဲ့ပတ်သက်တာတွေရှိတယ်ဒါကတော့ anime တွေရှိတယ်ပြောချင်တာကဒါကျွန်တော်တို့ audience အနေနဲ့တို့ရဲ့ ကြိုက်နှစ်တက်တဲ့ channel တို့တွေရတယ်မြန်မာပြည်မှာအခုချိန်မှာဒီလိုမျိုး book fan မှာဒီလို BL တွေပါပြခင်ဗျားတို့ကဒါမဘာပါဆွဲမှာ ਨੇ ကျွန်တော်တို့ဘာဖြစ်တယ်ကိုကုနာလောက်တာ ਨੇ ဘာဖြစ်တယ်ညာဖြစ်တယ်အဓိကအဲ့ဒါအဲ့တော့ပြောချင်တာခုနပေါ့ဗျဒီလို diversity ဆိုတဲ့အရာတခုနပေါ့တို့ဗျလက်ရှိမှာမြန်မာနိုင်ငံမှာစိတ်ဝင်စားတဲ့လူငယ်တွေသဘောချနေတက်တဲ့ hobby အကုန် luxury ဖြစ်သွားတယ်အဲ့တော့မြန်မာနိုင်ငံလူငယ်တော်တော်များမြန်မာနိုင်ငံအခုချိန်မှာဘာလို့ထွက်ချင်နေလဲဆိုတော့သူတို့ကိုယ်တိုင်ကလည်းလွတ်လွတ်လပ်လပ်နေကြတယ်အရေးကြီးတာကလွတ်လပ်မှုက luxury ဖြစ်သွားရင်အဲ့ နိုင်ငံမှာလူငယ်တွေမရှိတော့ဘူးကျွန်တော်ပြောတာပဲလူငယ်တွေဘာလို့မနေဘူးလဲဆိုတဲ့အဖြစ်ကကိုယ့်နိုင်ငံဘာဖြစ်လဲဆိုတဲ့ဥစားမှာကြည့်လို့ရတယ်ဒါပဲကျွန်တော်တို့လိုပြန်လာပဲကျွန်တော်တို့ဒါကျွန်တော်တို့ဟောကျွန်တော်တို့ဒါနိုင်ငံကြီးခံယူချက်နဲ့ဒီလိုနေတဲ့လူတွေမျိုးဒါပေမဲ့ကိုယ့်ဟာကိုယ်လက်ရှိမှာနိုင်ငံကြီးလည်းမလုပ်ဘူးသူ့ဘာသူနိုင်ငံသားထွက်ပါအဲ့လူဘာလို့နိုင်ငံသားထွက်လဲအဲ့ဒါအဖြစ်ရှာကြမလို့အခုနကဘလို့ကျွန်တော်တို့ကမနိုင်ပြဝန်းနေတယ်ပေါ့နော်အခုနောက်ဒါမျိုးတွေတွင် ဟိုငါတို့မြန်မာနိုင်ငံကျွန်တော်အမြဲခုနပြောဆိုကျွန်တော်တစ်ခုခုတွေးပြီးဆို niche market တွေကျွန်တော်အမြဲတွေးပြီးဆိုရင်ကျွန်တော်ဒီဟိုလောကကျွန်တော်ဒါအင်္ဂလန်မှာတော့ဘော့ဂိမ်းဘော့ဂိမ်းတွေကျွန်တော်ပြရတယ်ဘော့ဂိမ်းဆိုတော့ဒါကျွန်တော်အရမ်းမိုက်တယ်ကျွန်တော်လည်းတိုင်ငယ်တော့ဆိုကျွန်တော်တို့ဘော့ဂိမ်းဆိုတော့ဒါ monopoly နဲ့ဒါ mui game လောက်ပဲတည်တာ mui league mui level snake ladder လောက်ပဲတည်တာလေကိုရဒါမျိုးတွေကျွန်တော်ဒါ dnd ကျွန်တော်တို့က dungeons and dungeons and dragon ကျွန်တော်ရှင်းပြ dungeons and dragon ကိုကျွန်တော်အရမ်းသဘောကျတယ် dungeons and dragon မှာကျွန်တော်ဒါခုနကသူအဲ့ story layer လောက်တဲ့ပဲဆိုကျွန်တော်အရမ်းသဘောကျငါဆိုငါအရမ်းလောက်ချင်မှာပေါ့နော်ပြောချင်တာပေါ့နော်ဟိုပြောချင်တာ you know ဟာ ဘော်ဂိန်းနေဆိုလဲဒါမှမဟုတ်ရဆန်းကြောင်းတခုပြပြဆိုင်မှာဘော်ဂိန်းဒီမှာအများကြီးရှိခဲ့တယ်ဘုဒ္ဓမှာဘော်ဂိန်းကြီးလည်းဘယ်သူမှအဆင်မပြေဘူးဒါကျွန်တော်ဂိန်းဆိုင်နေတော့မှတာမှာဘယ်သူမှအဆင်မပြေခဲ့ဘူးအဲ့တော့အိမ်မက်တွေနဲ့ဝေးကွာလာတဲ့နေမြေတစ်ခုဖြစ်လာခဲ့တယ်ဗောနော်အဲ့ခုနကလူငယ်တွေဘာလို့ရှိလဲမရှိလဲမမေးနဲ့လူငယ်တွေဘာလို့နေနိုင်လဲမနေနိုင်လဲဆိုတဲ့မေးခွန်းက ကျွန်တော်တို့ကိုယ့်အကူပဲအရင်ဆုံးမေးတဲ့အခြေအနေတခုဖြစ်နေတယ်လို့ပြောကျွန်တော်နေအမြင်နဲ့ပေါ့အဲ့တော့ဒါမှလည်းပြောဝန်နေကုနာပေါ်တော့ဗေဒါဘဘူးမှာလော်ဘီလို့တောင်းမှုဘမောလည်းလော်ဘီလို့ဆရာမရှိဘူးဘဘူးမှာလည်းကျွန်တော် လော်ဘီလို့ပတ်စံလည်းပေးတာမှုကျွန်တော်အမြင်နဲ့ကျွန်တော်ဒါတွေးမိတွေးရလေးကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်တလောက်ပါပဲ ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Sport Media 3.0နဲ့ TV4 တို့မှာချင်းလူစံပေါင်းကြည့်လို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အများများကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြည့်ကြပါတယ်။ကောင်းမွန်တော့ဒီလေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညီနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးပဲကြည့်ကြပါတယ်။မြန်မာလေးကလစ်ပြီးကြပါအောင်။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါ။မနေ့ပြန်ရမှာကျွန်တော် HD တမောဒီနေ့ညတော့ဒီဗီဒီယိုလေးနဲ့ပဲကျင်းပပြကြပါ။ဒီပါဗျ။